မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်စာစုလေးကတော့ရဝင်းတွင်အင်းမရေးသားထားတယ်မူနီဖြစ်ပါစေဆိုတဲ့စာစုလေးပဲဖြစ်ပါတယ်ခန်းစားနားဆင်ပေးကြပါဦးတခါတုန်းကတဝတိပြီမှာတထေသမီးလေးတယောက်ရှိခဲ့ဘူးပါတယ်တနေ့တော့ အိမ်အောက်ထက်ကရကန်းယုံရှိရာကိုဆင်းခဲ့တယ်။ရကန်းယုံရောက်တော့အလौတမအမျိုးသမီးတွေကိုစီရက်ဖောက်နေကြတာကို တွေ့ရပါတယ်။ကြည်ရင်နဲ့ဖြောက်တန်းနေတဲ့ရက်ဖောက်ကိုအာယုံနမိတ်ယူလိုက်ပါတယ်။ယူထားတဲ့အာယုံနမိတ်ကို အတွေးထဲကမလွတ်တော့ပဲအတွေးတစ်ခုကိုဆင်ခြင်လိုက်မိပါတယ်။လူသားအလုံးဟာ ိုနှုတ်နှလုံးကောက်ကျစ်မှုကိုပယ်ပြီးရပ်ဖောက်လို့ဖြောင့်မတ်တဲ့စိတ်ဖြစ်ကြရင် ကောင်းမှာပဲလို့စင်ချင်းအတွေးနှမိတ်ကိုတတ်မဲ့ရပ်ဖောက်နဲ့ရှင်တွေးလိုက်တာပါတထေသမီးလေးကအိမ်မော်ကိုပြန်တက်တဲ့အခါမှာလဲဒီအတွေးကိုထက်ခါထက်ခါတွေးရင်တတ်သွားပါတယ်အိမ်မော်ရောက်တော့လဲရပ်ဖောက်အတွေးကိုတွေးရင်တွေးရင်စင်ချင်နေမိပါတယ်စင်ချင်းရင်းစင်ချင်းရင်းနဲ့အနိစ္စလက္ခဏာထင်ရှားလာပါတယ်။နောက် ဒုက္ခလက္ခဏာဟာလည်းထင်ရှားလာပြန်ပါတယ်။မြတ်စွာဘုရားရှင်ကတထေသမီးလေးဒီလိုဆင်ခြင်နေတာကိုသိတော်မူတော့ကန္နာကူနီတိုက်တော်ကနေ ထိုင်တော်မူလျက်နဲ့ပင်တထေသမီးလေးရှိရာကိုရောင်ကြီးတော်လွတ်လိုက်ပါတယ်။တထေသမီးလေးကရောင်ကြီးတော်ကိုဘာပါလဲဆိုပြီးကြည်လိုက်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်အနားမှာထိုင်နေတယ်လို့မြင်ရပြီးထပြီးလက်အုပ်ချီကအယိုသေးပြုတ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကတထေသမီးလေးကိုတပ်ပါရတဲ့နဲ့တရားတစ်ပုဒ်ကို ဟောပါတယ်။လူတယောက်ဟာတည်ကြည်တဲ့စိတ်ရှိတဲ့ရက်ဖောက်လုံးလိုဖြောက်စင်းနေအာကုသူတွေကိုဆက်ဆုပ်တယ်၊မြတာမှုမမြတာမှုကိုစုံစမ်းစင်ခြင်းနဲ့အဲ့ဒီပုဂ္ဂိုလ်ကိုပညာရှိတွေကမူနီလို့ခေါ်ကြတယ်။ တထေသမီးလေးလည်းဝိပဒနာကိုအားထုတ်ရင်းမြက်စွာဖျားရှင်ရဲ့စကားအဆုံးမှာတော့တောရပန်တည်သွားပါတော့တယ်။တထေသမီးလေးတရားရသွားပုံလေးကအံ့ဩစရာရော အတုခိုးစရာရော တွဲဆက်နေပါတယ်။တချို့တရားရသွားကြတာလေးတွေက မကျေနပ်တဲ့အာယုံတစ်ခုကို တွေးပြီးအဲ့ဒီမကျေနပ်တဲ့အာယုံကိုပဲဆင်ခြင်ရင်းဝိပဒနာတရားကို အားထုတ်ဖြစ်သွားတာပါ။ တထေသမီးလေးကြတော့တွေးနေကြအာယုံဖြစ်တဲ့အလုတ်တွေကိုပဲစင်ချင်မှုတစ်ခုခံပြီးတရားအားထုတ်သွားတာလေးကအံ့ဩစရာရော အတုခိုးစရာရောရောပြွနေတာပါ အထူးသဖြင့် လူတကာတွေးနေကြအာယုံလေးကိုကြည့်ပြီးတရားအားထုတ်သွားတာပါ စာရေးသူတို့ကတော့အဲ့လိုတရားရဖို့အတွက်ဘဝတွေတိမ့်ချီတန်းချီဂရေကြီးပဲစောက်ရအောင်မလားတော့မသိပါဘူး ဘာပဲပြောပြော တွေ့နေကြအာယုံတွေကိုတထေးသမီးလေးလိုအာယုံနမိတ်ယူပြီးစင်ချင်မှုကနေတဆင့်တရားအထုတ်လို့ရတယ်ဆိုတာလေးကတော့အမျက်ထဲကအမျက်တစ်ခုပါပဲဒါဆို သူများတွေဘာတွေပဲလုံနေလုံနေကိုက စင်ချင်တတ်တယ်လို့စင်ချင်ပြီးတရားအထုတ်လို့ရတယ်ဆိုတဲ့သဘောပါ သူများတွေအလုံလုံနေတာတွာလာနေတာစကားပြောနေတာဖုံပြောနေတာ TV ကြည့်နေတာ ငိုနေတာရဲနေတာစတာတွေဟာ ကို့အတွက်ဆင်ခြင်ပြီးတရားအားထုတ်လို့ရတာကြီးဖြစ်နေပါတယ်အစမ်းတော့အစမ်းပါပဲအစမ်းကိုစမ်းတော့စမ်းကြည့်တဲ့မှာတယ်မရနိုင်စရာတော့အကြောင်းမရှိပါဘူးတရားထုတာမရခြင်းနေမယ်စမ်းကြည့်လို့တော့ရတဲ့ကျင့်စဉ်လေးပါတခုထူးခြားတာက တွေးတဲ့အာယုံကို တွေးတဲ့အတိုင်းမရှိသေးပဲ။ ဂျားထဲမှာတရားတဘောနဲ့ရှင်ပြီးစင်ချင်မှုတစ်ခုကို စင်ချင်လိုက်ပါတယ်စင်ချင်ပြီးမှဝိပဒနာအာထုံမှုအပိုင်းကို ကူးသွားတာပါဝိပဒနာတဘောအရဆိုရင် အရှိကိုအရှိတိုင်းပဲရှုရမှာပါ ရုပ်ထင်ရှားရင် ရုပ်ကိုရှုရပါမယ်နံထင်ရှားရင်နံကိုရှုရပါမယ်ဖြစ်နေစေယုံနံကိုဖြစ်နေစေပကတိအခြေအနေအတိုင်းတိအောင်ရှုတာဝိပဿနာပါ ဥပမာ ရဖောက်တန်ကြားရင်ကြားတယ်ကြားတယ်လို့မက်ရမှာဖြစ်တယ်လို့မြင်ရင်လဲမြင်နေမြင်နေလို့မက်ရမှာပါတထေသမီးလေးကတော့ချက်ချင်းမရှိသေးပဲကြားထဲမှာစင်ချင်လိုက်ပါတယ်စင်ချင်တာကိုလဲစားတဲ့ကအတိုင်းဆိုရင် အဖန်ဖန်အထက်ထက်ထက်ခါထက်ခါစင်ချင်နေတာပါ စင်ချင်တာကတော့လူတိုင်းအတွက်တိတ်မခတ်လာပါဘူးကိုစင်ချင်တတ်တယ်လို့စင်ချင်ယုံမှာပဲ ။စင်ချင်ပုံချင်းကတော့တယောက်နဲ့တယောက်တူနိုင်ကြမှာမဟုတ်ပါဘူး။ကိုလေးလာထားသလောက်နဲ့ကိုယ်ခံစားချက်ကိုအခြေခံပြီးစင်ချင်ဖြစ်မှာပါ။အဓိကကတော့တရားတဘောနဲ့ရှင်ပြီးစင်ချင်ရမှာပါ။ပုံစံတစ်မျိုးနဲ့ပြောရမယ်ဆိုရင်တော့ဝိပဒနာကိုကူဖို့အတွက်စင်ချင်းချင်းတရားလေးကို ထိုးလိုက်တာပါပဲတရားပေါ်ကနေတဆင့်ကူးသွားတဲ့သဘောပါပဲတရားတော့ထိုးပါရဲ့ တရားပေါ်မှာပဲရက်နေမယ်ဆိုရင်တော့မပြည့်စုံသေးပါဘူးဒီလိုပါပဲစင်တော့စင်ချင်းလိုက်ပါရဲ့ဝိပဿနာဘက်ကို မကူးနိုင်သေးဘူးဆိုရင်လဲကျင့်စဉ်တစ်ခုကမပြည့်စုံသေးပါဘူးတထေသမီးလေးလိုပဲစင်ချင်းပြီးအာထုံမှုအပိုင်းကို ကူးသွားရမှာပါ တရားထူးရတာမရတာကတပိုင်းပါဒီနေရာမှာစင်ချင်းတော့စင်ချင်းပါရဲ့ကိုယ့်ရဲ့စင်ချင်းမှုက သူတပားကိုထိခိုက်စေတဲ့ သူတပားကို အပြစ်တင်စေတဲ့စင်ချင်မှုမျိုးဆိုရင်တော့အာကုတုတရာပဲ ဖြစ်နေမှာပါအာကုတုတရာထုံးမိရင်တော့ဝိတ္တွေဒုက္ကဋိတွေစီကိုဥတီနေတော့မှာပါ တချို့ကြတော့အာယုန်တွေတွေ့တိုင်းတန်ဝေကပါတဲ့တရားတဘောပါတဲ့စင်ချင်မှုတွေတော့အမြဲစင်ချင်နေတာပါပဲဒါပေမဲ့ဝိပဿနာဘက်ကို မကူးနိုင်တော့ပန်းနိုင်စီကို မရောက်နိုင်မှုဖြစ်နေပါတယ် တရားထူးရဖို့မျှော်လင့်ချက်နဲ့အခြေအနေအရမထားနိုင်သေးပေမဲ့စင်ချင်နာကနေတဆင်အာထုံမှုအပိုင်းဖက် ကူးသွားတာလေးကိုတော့အထုံ အလေးအကျင့်တစ်ခုအနေနဲ့လှုပ်သွားရမှာပါတခုတော့ရှိပါတယ်တထေးသမီးလေးကအတိတ်ပါရမီပါခဲ့တာရဲ့မြတ်စွာဘုရားရှင်ကရောင်ကြီးတော်လွတ်ပြီးတရားဟောပေးတာရေကလည်းတရားရဖို့အတွက်အဓိကအထောက်ပံ့တွေဖြစ်သွားတာပါ ကိုကတရားထူးမရအောင်တော့ကျင့်စဉ်တစ်ခုအနေနဲ့တော့အတုခိုးတဲ့နဲ့ကျင့်စဉ်လေးပါပဲတထေသမီးလေးရဲ့ဝတ္ထုလေးကမုဏိတုတ်တန်ထဲကအထာကထာဖွင့်ဝတ္ထုလေးပါ မုဏိတုတ်ဆိုတာမြတ်စွာဘုရားရှင်ကမုဏိလို့ခေါ်ထိုက်တဲ့ပုပ်ကိုအမျိုးမျိုးကိုဂါရာများစွာနဲ့ဟောပြထားတဲ့တုတ်ပါတထေသမီးလေးဝတ္ထုမှာတော့သူ့ရဲ့စင်ချင်မှုနဲ့ရှင်ပြီးလူတယောက်ဟာတည်ကြည်တဲ့စိတ်ရှိမယ် ရက်ဖောက်လို့စိတ်ဖြောက်စင်းမယ်အကုသိုလ်တွေကိုဆက်ဆုပ်မယ်ညတာမှုမညတာမှုကိုစုံစမ်းစင်ခြင်းမယ်ဆိုရင်အဲ့ဒီပုံကိုယ်ကိုမူနီလို့ခေါ်ရတဲ့အကြောင်းဟောပြထားတာပါတယောက်တည်းတရားကျင့်နေတဲ့သူအကျင့်သီလနဲ့ပြည့်စုံသူတည်ကြည်တဲ့စိတ်ရှိသူ လောကရန်ကို ခံနိုင်သူဆွဲလန်းမှုကင်းပြီးအိန္ဒြေရှိသူ သူတပားတွေရဲ့ချုပ်ချယ်ခြင်းကို မခံရသူ သူတပားကို မချုပ်ချဲသူချီမွန်ခြင်းကဲ့ရဲ့ခြင်းမပြုသူအနောင်အဖွဲမှလွတ်မြောက်သူ စာသည် ပုဂ္ဂိုလ်တွေကိုလည်းမူနီလို့ခေါ်ကြောင်းမြတ်စွာဘုရားရှင်ကဟောပြထားပါတယ်သကလုံးတွေက အားလုံးကြားဖူးပြီးသားသကလုံးတွေဖြစ်နေသလိုတော်တော်များများကိုလည်းကျင့်ပြီးကျင့်စေ ဖြစ်နေကြမှာပါ စာမှာတော့မူနီ6မျိုးကို ပြောပြထားပါတယ်1 လူဘဝနဲ့တမတ်တဖို့ရသူနှင့်ယဟန်ဘဝနဲ့တမတ်တဖို့ရသူ၃တောရာပတိမတ်အစအရဟတမတ်အစုံသင်္ခပုဂ္ဂိုလ်9ယောက်၄ယဟန်သာ၅ပြစ္ဆေကဗုဒ္ဓ၆မြတ်စွာဘုရားအရင်ကတော့မူနီဆိုတာမြတ်စွာဘုရားရှင်တပါးကိုပဲခေါ်တယ်လို့ထင်ခဲ့တာပါမူနီ၆မျိုးရဲ့မူနီတုတ်ရဲ့ရှင်ဖတ်လိုက်တဲ့အခါမှာ တခြားသူတွေကိုလည်းမုနီလို့ခေါ်လို့ရတယ်ဆိုတာသိခဲ့ရတာပါဒါဆိုရင်ဖះနဲ့ပြစ္စကဗုဒ္ဓစုပံမထားလဲတခြားမုနီတော့ဖြစ်ခွင့်ရှိနေပါတယ်ဆိုလိုတာက လူဘဝနဲ့လည်းမုနီဖြစ်ခွင့်ရှိပါတယ်အမျိုးသားရော အမျိုးသမီးရောမုနီဖြစ်နိုင်ပါတယ်မုနီဖြစ်ခြင်းတဲ့သူဟာမုနီအကျင့်ကိုကျင့်ရပါမယ်ဥပမာ အကုသို့မဖြစ်အောင်ကိုနှုတ်စိတ်ကိုစောက်ထိန်လိုက်တာဟာမုဏိအကျင့်ကိုကျင့်လိုက်တာပါပဲဖျားရှိမှတရားအားထုတ်ဖို့ထိုင်လိုက်တာကလည်းမုဏိအကျင့်ကိုကျင့်လိုက်တာပါမုဏိအကျင့်ကိုကျင့်နေရင်မုဏိလောင်းလျာလို့ခေါ်လို့ရသလိုမုဏိအကျင့်ကိုကျင့်တဲ့အတွက်မုဏိချစ်သူလို့လည်းခေါ်လို့ရပါတယ်နေ့စဉ်တရားထိုင်တာ နေ့စဉ်ပဋ္ဌာန်းရွတ်တာနေ့စဉ်ဖျားရှိခိုးတာ ဂုံတော်ဘွားတာမြစ်တာဘွားတာစသဖြင့်အာလုံးအာလုံးဟာမုဏိအကျင့်ကိုကျင့်နေတာဖြစ်တဲ့အတွက်မုဏိချစ်သူတွေပါမုဏိလောင်းလျာလေးတွေပါဒါမှမဟုတ်အာယုံတစ်ခုခုကိုတွေ့ပြီးကိုစင်ချင်သက်တလို့စင်ချင်လိုက်မယ်စင်ချင်ပြီးတာနဲ့တရားအားထုတ်လိုက်မယ်ဆိုရင်လေမုဏိချစ်သူမုဏိလောင်းလျာလေးဖြစ်သွားတဲ့သဘောပါပဲမုဏိချစ်သူဟာတနေ့သောအခါမှာတော့ မူနီတယောက်ဖြစ်မှာဧကံမူချပါပဲမူနီမြန်မြန်ဖြစ်သွားတာပဲကောင်းပါတယ်လူတွေမှာအပူကိုစီနဲ့ပါတကယ်တော့လူတွေမှာတင်အပူရှိတာမဟုတ်ပါဘူးလူတွေမှာမရှိတဲ့အပူဖုံကြီးမှာရှိခြင်းရှိနေပါတယ်တခါတလေလူတွေမှာမရှိတဲ့အပူတွေဝင်လာရင်မျက်စိတွေလဲပြီးနောင်ဘဝဘာစုတောင်းရမှန်းတောင်မသိတော့ပါဘူးလူဘဝမှာလဲအပူကိုစီနဲ့ ဖုန်ကြီးဘဝကြပြန်တော့လေမနေတတ်ရင် ဖုန်ကြီးအပူနဲ့တရိတ်ဆန်ဘဝရောက်သွားရင်လေကြားဆိုရင် သူများအသက်သက်စားပြီးဘဝရည်တည်ရအောင်မယ်။နွားတို့မြင်းတို့ဆိုရင်လေလူတွေစီမှာတသက်လုံးကြုံခံရအောင်မယ်။နတ်မြမဆိုတာကလည်းအချိန်စိတော့အောက်ပြန်ရောက်ရအောင်မယ်။တခါတလေများ နောင်ဘဝအတွက်ဘယ်ဘဝကိုဆူတောင်းရမှန်းအောင် မသိတော့ပါဘူး။ ဒီတော့အပူရိချားတဲ့ကတရင်ကအင်းငိမ့်မှုလေးကို ရှာမယ်ဆိုရင်တော့မူနီအကျင့်လေးကိုမိနစ်20လောက်လေးကြည့်လိုက်တာနဲ့တရင်ကအေးချမ်းမှုလေးရနေပါပြီတကယ်လက်တွေ့အကျိုးရှိတဲ့အာကိုးရာကျင့်စဉ်လေးတစ်ခုပါတကယ်ဖြစ်တဲ့နာကဖျားရှိမှာ3ပေ4ပေလောက်ရှိတယ်ကော်စောလေးခင်ပြီးတော့အောက်ခံတဲ့ဘေးသားကိုယောဂီရောင် အလဲကိုတော့ကိုနှစ်တက်ရအယောင်လေးထည့်ပြီးနှစ်ပီခွဲပတ်လဲလေးတော်ကြကြထိုင်ခင်းလေးချုပ်ပြီးနှစ်ထက်တွဲချုပ်ထားတဲ့ပိတ်ဆထိုင်ခင်းလေးကိုခင်းထားလိုက်ပါမြင်လိုက်တာနဲ့ထိုင်ခြင်းစရာဖြစ်နေပါပြီထိုင်လိုက်တာနဲ့တပြိုင်နက်ဖြစ်ပေါ်နေတဲ့အပူတွေကိုမေ့ပြီးစိတ်အေးချမ်းမှုကတန်းဝင်လာတော့တာပါတကယ်လက်တွေ့အကျိုးပါပဲ။ အဲဒီကော်စောနဲ့ယောဂီရောင်ထိုင်ခင်းလေးနေရာကို ကိုရဲ့အင်းကြီးရာလေးလို့ခံယူထားရမှာပါ အပူတွေကြုံလာတဲ့အခါကိုရဲ့အင်းကြီးရာလေးစီကိုသွားလိုက်ယုံမှာပဲအပူရှိမှရေမဟုတ်ပါဘူးနေ့စဉ်အင်းကြီးရာလေးတခု ခံစားတဲ့သဘောအနေနဲ့လေကော်စောထိုင်ခင်းလေးပေါ်မှာထိုင်ရမှာပါတရားပဲထိုင်ထိုင် ပထမဲရွရွပါ မအောင်မြင်ခင်ကပုထုဇဉ်ပြီးပြီးအောင်မြင်ခြင်းနဲ့ အောင်မြင်တော့မအောင်မြင်တဲ့ဘဝလေးတစ်ခုလူမသိတဲ့ဘဝလေးတစ်ခုကို ပြန်လိုခြင်းပြန်มาတယ်ဒါဟာပုထုဇဉ်တွေရဲ့စိတ်တဘာဝတစ်ခုပါပဲဘဝတွေကိုဖြတ်တန်းရင်းဖြတ်တန်းရင်းနဲ့ဘဝမှာစိတ်ချမ်းသာဖို့ပဲ တွေးမိရင်တွေးမိနေပါတယ်အောင်မြင်မှုတွေခမ်းနားမှုတွေပတ်စံရှိမှုတွေကတကယ်စိတ်ချမ်းသာမှုကို မပေးနိုင်ပါဘူးစိတ်ချမ်းသာဖို့အတွက်ဆိုရင် အောင်မြင်ခြင်းမအောင်မြင်ခြင်းနဲ့လည်းမဆိုင်ပါဘူး ပတ်စံရှိခြင်းမရှိခြင်းနဲ့လည်းမဆိုင်ပါဘူး။အောင်မြင်ခြင်းတွေပတ်စံရှိခြင်းတွေမရှိပေမဲ့လည်းစိတ်ချမ်းသာနေတဲ့လူတွေကတော့စိတ်ချမ်းသာနေတာပါပဲ။လူဘဝတက်တန်းတိုတိုကလေးအတွင်းမှာ အပူတွေကိုမခံစားစေချင်ပါဘူး။ဘဝကို စိတ်အေးချမ်းသာမှုလေးတွေနဲ့ဖြတ်သန်းသွားတာပဲကောင်းပါရဲ့။ဒါကိုတော့ကိုယ်တိုင်ပဲရွေးချယ်ရမှာပါ။ ။ဘာပဲပြောပြောမူနီအကျင့်ကိုတရင်ကလေးကျင်းလိုက်တာနဲ့တရင်ကစိတ်ချမ်းသာမှုလေးရသွားတာတော့အမှန်ပါပဲ။နောက်ဆုံးတော့လေမူနီဖြစ်ဖို့ကအရေးကြီးဆုံးပါပဲလေ။